မင်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ9ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ TNL လိုချင်တဲ့ပလောင်ပြည်နယ် area ကဘယ် area တွေရှိသလဲဆိုပြီးမေးခွန်းထုတ်နေတဲ့သတင်း။အိန္ဒိယနဲ့ဆီရီတင်းမာနေစီမှာပဲပါကစ္စတန်ဟာပယ်ထိန်တုံးကျင်တစဉ်စံသက်ပြစ်လွတ်ခဲ့တဲ့ဆိုတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ TNL လိုချင်တဲ့ပလောင်ပြည်နယ်ဧရိယာကဘယ်ဧရိယာထိရှိသလဲဆိုပြီးမေးခွန်းထုတ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ TNL အဖွဲ့ဟာတက်တုံညာနှစ်ခွန်ဆစ်စင်ရေးအတွင်းမှာမြို့နယ်ဆယ်နှစ်မြို့နယ်အထိသိမ်းပိုက်ရရှိထားပြီးနောက်ပလောင်ပြည်နယ်တတ်မှတ်ပေးရေးတအောင်မြို့သားလွမြောက်ရေးတက်မတော် TNL ကတောင်းဆိုလာခဲ့ရမှာပလောင်ပြည်နယ်ရဲ့ဧရိယာဟာဘယ်လောက်ထိရှိသလဲလို့မေးခွန်းထုတ်ရရှိတာပါ။ပလောင်ပြည်နယ်ဧရိယာနယ်မြေကိုအခုလက်ရှိမှာပြောဖို့စောသေးတယ်လို့ TNL တွဲဖက်အထွေထွေအတွင်းရမှုနှင့်ဗိုလ်မှူးကြီးတားပန်လာကမေလ၄ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ CNN သတင်းဌာနရဲ့မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့တာပါဒီနေ့မြေနေ့မြေပဲပြောပြောကျွန်တော်ပြည်နယ်ပဲပြောပြောဒီဟာကိုတတ်မှတ်အမှန်ကာလကဒါနဲ့ကမှဖြစ်ထွန်းလာမဲ့အတိုင်းပြပြပြထွက်တော့ပုံစံမျိုးဖြစ်မလားနိုင်ငံရေးစရေးဘွယ်ပုံစံဖြစ်မလားအဲ့ဒီလာမဲ့နိုင်ငံရေးညနာခံတမှာပဲဒါကျွန်တော်တို့တတ်မှတ်အရမှာဖြစ်ပါတယ်ဗောနော်လော့ဆယ်ကတော့ဒါကျွန်တော်တို့ကလည်းမှသာတာဝန်ယူမှအစမအုပ်ချုပ်တဲ့နေ့မြေ အဲ့လိုပဲပြောလို့ရပါတယ်အဲ့ဒါတော့ဒါအားလုံးသိရှိပြီးသားပြီးသားပေါ့နော်ဒါဒီအခုကျွန်တော်တို့ဆယ်နှစ်မြို့နေပေါ့နော်ဆယ်နှစ်မြို့နေမှာဆိုရင်ကျွန်တော်တို့ဒီတာဝန်ပြေးပါတာဝန်ယူမှာဒါကျွန်တော်စီမံအုပ်ချုပ်နေပါတယ်ဒါသေးဒါကျွန်တော်တာဝန်ပြီးအအချိန်ကာလအတူတူဒါကျွန်တော်တို့နောက်ထပ်ဒီလူထုဆိုရဘုံမျိုးလားတဏ္ဍာလုံးကမြန်မာနဲ့ဒီပရဒီမိုစီဆိုရဘုံမျိုးလားအဲ့ဒီမျိုးပေါ်ထွန်းပြီး ဒါကျွန်တော်ကကနေမှဒီကာလတစ်ခုနဲ့တောင်ယူမှဆောင်းလျှောက်ထားတဲ့ဒေတာလူထုလိုပဲပြောရမှာဖြစ်ပါတယ်တကယ်တပင်းနဲ့တက်တမှဖြစ်ပလာဖို့တော့ဒါနာကနိုင်ငံရေးစနစ်ဘက်မှာစနေမှတက်မှရမှာဖြစ်ပါတယ်အဲတော့ဘယ်ဘယ်နေပြီးဘယ်နေရာဆိုတာအခုချိန်မှာပြောဖို့ဘယ်လိုမဲဆောင်းနေဆောင်းနေသေးပါတယ်လို့ပြောကြလို့ပါတယ် TNL ဟာမူဆယ်နမ်ခန်းနမ်ဖက်က မိုင်းဝီကုခိုင်တိန်နီမန်တုံး နမတူနမ်ဆန်မိုးမိန်မိုင်းငော့ကြောင်မဲတီပေါနောင်ချိုးစတဲ့ဒေသတွေကိုစုစည်းပြီးပလောင်ပြင်းတဲ့အဖြစ်သတ်မှတ်ဖို့ရှိမှန်းထားတယ်လို့သတင်းတွေထွက်ပေါ်လျက်ရှိတာပါတစ်တုံညာနှစ်ခွန်ဆစ်စင်ရေးကာလအတွင်း DNA တွေသိမ်းပိုက်ထားတဲ့နောင်ချိုးကြောင်မဲ တီဘောမိုးကုတ်မိုးမေအစရှိတဲ့ဒေသတွေကနေဆုတ်ခွာဖို့မြန်မာတက်မတော်ဘက်ကကိုယ်စားလှယ်အဖွဲ့တွေကတောင်းဆိုခဲ့တဲ့အတွက်တရုတ်နိုင်ငံကုမင်းမြို့မှာနှစ်ရက်ကြာတွေ့ဆုံဆွေးနွေးမှုမအောင်မြင်ခဲ့ကြောင်းလည်းသိရပါဗျ။အဲဒီတွေ့ဆုံဆွေးနွေးမှုကိုတော့တရုတ်ရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုနဲ့ဧပြီ28ရက်နဲ့29ရက်နေ့တွေမှာကျင်းပခဲ့တာဖြစ်ပြီးသဘောတူညီမှုမရဘဲအဆုံးသတ်ခဲ့ကြောင်းသို့တော့လာမယ့်ဩဂတ်စ်လမှာထပ်မံတွေ့ဆုံဖို့နှစ်ဖက်သဘောတူထားကြောင်း TNL ဘက်က ထုတ်ပြန်ထားတာပါ။အဲဒီလိုနေမြေပြန်လဲဆုတ်ခွာခိုင်းတာနဲ့ပတ်သက်ပြီး TNL အနေနဲ့ အရင်ကရက်တိကျအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရည်ဦးကပြောပါတယ်။လက်ရှိကတော့ကျွန်မတို့ဒီဒီစီးရေးကဏ္ဍကတော့အပေါ်မှာပြောသွားသလိုပဲဒီမေလကုန်ထိပ်ပေါ့နော်အပိခရေဆေးရေးကြီးငါထားတာဖြစ်ပါတယ်။ထိုတိတကြောင်းနဲ့တလုံးမှာကထိုးစစ်စစ်တိုက်ခိုက်တာမျိုးတို့ကျွန်မတို့ဆောင်ရွက် မဟုတ်သေးဘူးပေါ့နော်။အာလက်တော်မှာဒီဒီအပြီးငလင်တာပြီးတဲ့ပြည်သူများတွေကိုဆန္နာထောက်ထားတော့အဖြစ်ဒီအပြီးခရဲ့ဆယ်ရေး တဖက်တအပိခတ်ရက်ဆက်ရေးထုတ်ပြန်တာဖြစ်ပါတယ်လက်တော့ဒီမေလကုန်ကြည့်ကတော့ဒီတိုင်းဆက်ရှိနေသေးမှာဖြစ်ပါတယ်အာလက်ရှိကတော့ကျမတို့ပြောနိုင်တာကဒီဆက်ကဆက်ဘက်ကတောင်းဆိုတာကဒီမုတ်ကုတ်မကအချားမြုပ်မမြုပ်ပေါ့နော်အာပြန်လဲဆုတ်ခွာဖို့တောင်းဆိုတာမျိုးတွေရှိတယ်အဲကျမတို့ကတော့ဒါကိုတဘောမတူနိုင်သေးဘူးပြန်လဲဆုတ်ခွာတာမျိုးတွေတော့မရှိသေးဘူးပေါ့နော်အကြောင်းကိုဒီနေ့ဒီကြည့်ကပြောနိုင်တာကကျမတို့ကကျမတို့ရဲ့အရက်ဒီချက်တိုင်းပဲဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါ နှစ်နှစ်ကျော်ကြာမြင့်လာတဲ့တစ်တုံညာနှစ်ခုဆစ်စင်ရေးကာလအတွင်းကိုကန်တပ်ဖွဲ့ MNDAA နဲ့အပြည့်ရဆွေးနွေးနိုင်ခဲ့ပေမဲ့လည်းတရန်ဒလီနေ့ကတော့ညှိနှိုင်းမှုအဆင်မပြေသေးပဲဖြစ်နေတာပါ။2025ခုနှစ်ဧပြီ28ရက်နဲ့29ရက်ကကိုမင်းဆွေးနွေးပွဲမှာတရန်ဒလီဘက်ကနှစ်ဖက်တပ်တွေရောက်ရှိနေတဲ့နေရာမှာရက်တန့်ကအပြည့်ကရက်ဆဲဖို့နှစ်ဖက်ထိုးစစ်မစင်ဖို့အပြင်လေကြောင်းဘုံကျဲလက်နက်ကြီးပစ်ခတ်တာနဲ့ဒရုန်းအသုံးပြုတိုက်ခိုက်မှုတွေရက်တန့်ဖို့လို့တောင်းဆိုခဲ့တာပါ။ ဒါအပြင်နှစ်ဖက်ထိန်းချုပ်နေမြေဒေသတွေမှာဒေသခံပြည်သူတွေရဲ့စားဝတ်နေရေးနဲ့စေဝါတည်ယူပို့ဆောင်ရေးအတွက်ဖြတ်တန်းသွားလာခွင့်ပြုဖို့ကိုလည်းတောင်းဆိုထားကြောင်းသိရပါဗျ။နစကအနေနဲ့ငင်းကြဲရေတကာဖွင့်ယုံတင်မဟုတ်ဘဲလက်နက်ကင်အဖွဲ့အစည်းတွေငင်းကြဲရေတကားတွေကိုဝင်လာနိုင်တဲ့အခင်းအကျင်းမျိုးအလေးထားဆောင်ရွက်နိုင်ဖို့လိုအပ်တယ်လို့ Seven EO Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ နစကအနေနဲ့ငင်းငင်းရေးတကားဖွင့်ယုံပေမဟုတ်ပဲလက်နက်ကင်အဖွဲ့စည်းတွေငင်းငင်းရေးတကားတွေကိုဝင်လာနိုင်တဲ့အခင်းကြီးမျိုးကိုအလေးထားဆောင်ရွက်နိုင်ဖို့လိုအပ်တယ်လို့ Seven EO Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကဆီယန်နိုင်တဲ့တင်ထနာကိုပြောပါရတယ်။အဲ့ဒီလိုအခင်းကြီးမျိုးကိုဆောင်ရွက်နိုင်မယ်ဆိုရင်အကြက်တဲတွေကိုကျော်လွှားနိုင်တဲ့လမ်းစာတွေဖော်နိုင်လိမ့်မှာဖြစ်တယ်လို့သူကပြောပါရတယ်။ အဲ့လက်ရှိနိုင်ငံရဲ့အကြီးကဒီနည်းပြောလောက်ကျွန်တော်တို့ကတနေ့ကပရီဖက်ကတံကိုခံပြရတယ်ဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကိုယ်တိုင်သင်ကြည့်လာတဲ့ဒီလက်နက်ကပရီဖက်ကကိုကျွန်တော်တို့ကိုယ်တိုင်ရှင်းချနိုင်အောင်နာမရခင်နိုင်အောင်ပတ်ပြနိုင်အောင်ကျွန်တော်တို့လုပ်နိုင်စွမ်းရှိတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုပဲယူကြည့်ပါတယ်ကျွန်တော်နားလည်ရတဲ့လောက်ဆိုရင်လက်ရှိပေါ့လေနိုင်ငံတစ်ခုလုံးရဲ့အရေးအရာသိစအဝဝကိုတာဝန်ယူဆောင်ရွက်နေတဲ့ကျွန်တော်တို့လက်ရှိအဖြစ်ဒီလိုပဲပြောပြောဆွေးနွေးလို့ ပဲပြောပြောဒီအဖက်ကြီးဒီအနေနဲ့ကတော့ကျွန်တော်တို့လည်းပုံပြီးတော့အငင်ကျေဖို့လိုအပ်မယ်ဒီခံနိုင်အောင်ကြိုးပမ်းရမယ်အညောချီချီနဲ့လက်ရှိပြည်သက်ကကိုကြော်လွားနိုင်မယ်အစီအမံမျိုးကိုဥဆောင်ဥရပြုပြီးတော့လောက်ဆောင်နိုင်ရင်တော့လူကြီးနာတော့ဒီမှာအပြင်ကြာနေချင်းတကားဖွင့်လာပါတယ်ဆိုရလောနဲ့မဟုတ်ပဲနဲ့ဒီဖွင့်လာတဲ့နေချင်းတကားတဲ့ကိုဖက်ဆိုင်သူတွေဝင်လာနိုင်တဲ့အချင်းချင်းမျိုးဘလို့လောက်ကောင်းမလဲဆိုတာကိုတော့ကျွန်တော်တို့လက်ရှိနိုင်ငံတော်ရဲ့အကြီးအကဲအလုပ်ကိုတာဝန် ယူစီမံအုပ်ချုပ်နေတဲ့အဖွဲ့အစည်းတွေကတော့အနေထားဆောင်ရွက်နိုင်တော့အကြပြဲကျော်လွှားနိုင်တဲ့လမ်းစာတွေပါဒီကျွန်တော်တို့စာဖော်နိုင်လို့ကျွန်တော်အနေနဲ့အဲ့လိုပဲယူပါရခင်ဗျ တရုတ်ရဲ့ဂျာမန်စစ်ဆေးပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ MND ဟာ2024ခုနှစ်ဩဂတ်3ရက်ကတိမ့်ပိုက်ထားတဲ့လာရှုမျိုးကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသူကတော့ကိုကန်အထူးဒေသတစ်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့ပါတယ်။ဒါပေမဲ့ TNL နဲ့မြန်မာတပ်မတော်တို့2025ခုနှစ်ဇန်နဝါရီ15-16ရက်ကတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးမြေသဘောတူညီချက်မရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ပါတယ်။အဒီနောက်တရုတ်နိုင်ငံရဲ့ဂျာမန်စစ်ဆေးမှုနဲ့2025ခုနှစ် AP 28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကူမင်းမြို့မှာအပြစ်ခတ်ရဲစဲနိုင်မှုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။2025ခုနှစ် AP 28 29ရက် ကတွေ့ဆုံမှုမှာမိုးကုံမိုးမိန်မပိန်နောင်ချိုတီဘောကြောင်မဲကိုကန်ရှိ TNL တပ်ဖွဲ့တွေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပြန်လည်ဆုတ်ခွာဖို့တမရိုဘက်ကသဘောထားရက်တည်တာကြောင့်ဆွေးနွေးပွဲအဆင်မပြေဘဲအဆုံးသတ်ခဲ့ပါတယ်လက်ရှိမှာနာဆတ်ကအနေနဲ့စီးရင်းနဲ့နိုင်ငံရေးတပြိုင်တည်းသွားတင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထအောင်ကျော်က CNN တင်ထဏာကိုပြောပါတယ် အခုအလုံးရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဟာငါတို့နယ်မြေမှမပိနာမှရမယ်ပိနာမှအဲ့လာမှဆွေးနွေးတဲ့အချိန်မှာငါတို့ပြောသမျှလိုက်ရောရမယ်ဆိုတော့အပေါင်းမျိုးကိုလိုချင်တဲ့သက်တော်မှာအခုကဟိုကလည်းအတင်းတိုက်တယ်ကြက်လည်းအတင်းတိုက်တယ်သူပိမတာခင်မှာဆွေးနွေးရတော့မယ်ဆိုတော့အကုန်လုံးကသဘောပေါက်ပေါ်ရလေဒါဒီမဆုံးဆုံးအောင်ဆုံးဆုံးမိသားစုတွေပဲကိုယူနိုင်အောင်ပေါ့လောက်အောင်မဟုတ်လေအဲ့လိုကိုမလုံနိုင်ပဲတဲ့ဆိုလို့ရှိရင်ကတော့ဒါအောက်ကြီးရောက်ပြီးတော့ဘာလို့ချက်မလဲတော့ ဒီလောက်ကတော့အကုန်လုံးကစဉ်းစားတတ်တဲ့လူတွေကြီးပါပဲအဲဘာဖြစ်လို့မလောက်ကလဲမလောက်တာလားတော့ဒီလိုလောက်တာကိုလူလူပြအောင်မပြောတာလားကတော့ကတော့ဒါတက်တက်တာရှိတယ်တက်တက်တာလောက် ။လက်ရှိမှာအရကတတော်အေးကလည်းမကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ AR တိုင်းဒေသကြီးတို့မှာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။အဲဒီနောက်အေးဟာရခိုင်ပြည်နယ်ရှိတန်တွဲ၊ကွာ၊အန်း၊မင်းပြား၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ပူတီတောင်၊ကြောက်တော်၊ပုံနာကျွန်း၊မှန်အောင်၊ပောက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေကိုထိန်းချုပ်ထားပါတယ်။အဲဒီလိုပဲ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာနမ်ခမ်း၊နမ်စံ၊မန်တုံ၊နမ်တူ၊မိုင်းငေါ၊ကြောင်မဲ၊နောင်ချိုး၊ကုတ်ခိုင်၊တီဘော၊မူမိန်၊မပိန်နဲ့မန္တလေးတိုင်းဒေသကြီးအတွင်ကမိုးကုတ်တို့ကိုထိန်းချုပ်ထားပါတယ်။အဲဒီနောက် MA MNDA ကရှမ်းပြည်နယ်အမြောက်ပိုင်းမှာတိန်ဒီ၊လောက်ကိုင်း၊ကုန်းကျန်း၊ဖောင်းဆိုင်၊မုံကိုချင်းရွှေရောကုတ်ခိုင်တို့ကိုထိန်းချုပ်ထားပါတယ်။အဲ့ဒီအပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကကချင်ပြည်နယ်ကစွန်ပရာဘွန်၊အင်ဂျန်ရန်၊ဇတုံ၊ချီဖွေး၊စော်လော၊ဖီမော၊ပန်ဝါ၊တော်ဖုံရန်၊စင်ဘူ၊မြို့လာ၊မန်စီ၊ကံပိုက်တဲ့မိုးမောက်မြို့တွေနဲ့နေဆက်ကုံသွေးရေးမြို့လွယ်ကျယ်မြို့တို့ကိုထိန်းချုပ်ထားပါတယ်။စကိုင်းတိုင်းဒေသကြီးအတွင်းကရွှေပြည်၊ဖောင်းပြင်၊ပင်လယ်ဘူး၊ခမ်းဖတ်မြို့တွေကိုလည်း KIA PDF တို့ကထိန်းချုပ်ထားပါတယ်။နာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ခန်တီးမြို့နယ်အတွင်း စစ်မှုထမ်းခေါ်ယူမှုတွေကိုဥပဒေလမ်းကြောင်းကျော်လွန်ပြီးမလုပ်ဆောင်ပေဥပဒေတိုင်ဆောင်ရွက်ဖို့နာဂမျိုးသားဆိုရှယ်လစ်ကောင်စီကပလန် MI အဖွဲ့ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနာဂကိုပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ခန်းနီမြို့နယ်အတွင်းစစ်မှုထမ်းခေါ်ယူမှုတွေကိုဥပဒေလမ်းကြောင်းကိုကျော်လွန်ကမလုပ်ဆောင်ပေဥပဒေအတိုင်းဆောင်ရွက်ဖို့နာဂမျိုးသားဆိုရှယ်လစ်ကောင်စီကပလန် MI NSCNKAM အဖွဲ့ကပြောပါရတယ်။နာဂဒေသလီရှိလဟဲနိုင်ယုံမြို့နယ်တွေအပါအဝင် ခန်းနီမြို့နယ်တွေမှာမြမတက်မတော်နဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေကစစ်မှုထမ်းခေါ်ယူမှုတွေကိုဥပဒေအတိုင်းဆောင်ရွက်မှုမလုပ်ဘဲအတင်းဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲဒါကြောင့် NSCNKAM အဖွဲ့ကလေရှိလဟဲနန်းယောခန်းနီမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုတွေနဲ့ဗျူဟာမှုတွေထံကစစ်မှုထမ်းခေါ်မှုဥပဒေအတိုင်းသာဆောင်ရွက်ဖို့နဲ့ဥပဒေကျော်လွန်ပြီးဆောင်ရွက်ခြင်းတွေမပြုလုပ်ဖို့စာရိတ်ပြဖို့ထားတယ်လို့ NSCNKAM မှာညဉ့်ညဲရေးဖော်ဆောင်ရေးကော်မတီဥက္ကဋ္ဌဦးချင်းအောင်ကပြောပါတယ်။ကျွန်တော်တို့ဒီဘက် data ကြတာအခုဆိုရင် ဟိုယောက်ျားလေးတွေဆိုအိမ်မှာကိုမနေရုပ်ပြည်နေလဲသူကအခုဟိုလိုက်ဖမ်းပြီးတော့မှအဲ့လိုဖြစ်နေတာအဲလိုက်ဖမ်းပြီးတော့မှတချို့ဆိုမောမျိုးဟိုချွေမျိုးလုပ်တဲ့နေရာတွေမှာလိုက်ဖမ်းဖမ်းပြီးတော့မှသူတို့ကအဲ့ဒါတွေကိုဟိုဒီစီတို့ကနေပတ်စံနဲ့ပြန်ကြွေးခိုင်းပါဗျာအဲ့ဒါမျိုးတွေလောက်ပါတယ်ရှိနေတယ်ကျွန်တော်တို့ကျတော့ကျွန်တော်တို့ဖေးရတဲ့ကျတော့အခါကျွန်တော်စာထွက်သားတူပဲဟိုဥပဒေလမ်းကြောင်းအတိုင်းလောက်ပါပေါ့ဥပဒေလမ်းကြောင်း တိုင်လုံးစင်ခေါ်စာစင်ခေါ်စာနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုစင်ခေါ်စာစင်ခေါ်စာခေါ်ခေါ်ပြီးတော့မှဥပဒေလမ်းကြောင်းတိုင်းလည်းအလုပ်လုပ်ပေးပါစီတော့ကျွန်တော်တို့ကတို့တို့ကိုစာလေးထပ်ပေးထားတာရှိတယ်ဒါပေမဲ့သူကျတော့အဲ့လိုမျိုးမဟုတ်ဘူးနဲ့ကိုကလမ်းပေါ်မှာဂျုံနေညမှာလိုက်ဖမ်းပြီးတော့မှမျိုးလုပ်နေတာတွေရှိတာပေါ့နော်အဲ့လိုမျိုးစင်ခေါ်စာလေးမပွားမနဲ့ဝရန်းလေးမပွားဘဲနဲ့အိမ်ဒီမှာအေးစင်းနဲ့စစ်ပြီးတော့မှဖမ်းတော့တဲ့ဟာလေးနဲ့အများကြီးရှိတဲ့ကြောင့်မို့ဒီမှာကျွန်တော်တို့ ခန်းတီဘက်မှာသေးလာကူးတဲ့ကလေးတွေပါပါသွားတဲ့အတိုင်းတာတွေအများကြီးရှိတယ်။ NSCNKAM ဟာနာဂလက်နက်ကိုင်အဖွဲ့ဖြစ်ပြီးမြန်မာတပ်မတော်နဲ့ငင်းငင်းကြီးလက်မှတ်ထိုးဖို့ဆွေးနွေးလျက်ရှိသောအဖွဲ့အစည်းဖြစ်ပါတယ်။မြန်မာတပ်မတော်ဟာမြန်မာနိုင်ငံတဝန်လက်နက်ကင်တော်လိုင်းရေးကိုရင်ဆိုင်ကြုံတွေ့နေရပြီးစစ်အင်အားတိုးချဲ့နိုင်မှုအတွက်စစ်မှုထမ်းတွေကိုဆင့်ခေါ်လျက်ရှိပါတယ်။၂030ပြည့်နှစ်မှာနိုင်ငံတော်အေဂျင့်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှန်29မြင်းဆောင်2030နဲ့ပြဋ္ဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေဟာ 2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကစတင်ကအာနာတီစေရမီဖြစ်ကြောင်းနာဇကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်က2024ခုနှစ်ဖေဖော်ဝါရီလ10ရက်မှာထုတ်ပြန်ခဲ့ပါတယ်။အဒီနောက်မြန်မာနိုင်ငံမှာစစ်မှုထမ်းဥပဒေအရအကျုံးဝင်တဲ့အမျိုးသားအမျိုးသမီးစုစုပေါင်း9တန်းဝန်းကျင်ရှိပြီးတလကိုလူဦးရေ9000ကိုစစ်မှုထမ်းဖို့ဆင့်ခေါ်သွားမှာဖြစ်တယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောကြားခဲ့ပါတယ်။လက်ရှိမှာမြန်မာတပ်မတော်ဟာစစ်မှုထမ်းဥပဒေအကျုံးဝင်ပြီးတဲ့နောက်အပတ်စဉ်စနေ့ထိဆင့်ခေါ်ထားပြီးဖြစ်ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။အိန္ဒိယနဲ့စီရေးတင်းမာနေချိန်မှာပဲပါကစ္စတန်ဟာပယ်ထိန်တုံးချီတစ်စင်းစမ်းသပ်ပြစ်လွတ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည်စုံကိုရှုစားလိုက်အောင်ပါ။ ပြီးကြတဲ့လကအိန္ဒိယပကြံရှိကက်ရှမီးယားဒေသမှာဆွေတွေ့ကြရတဲ့တိုက်ခိုက်မှုကြောင့်အိန္ဒိယနဲ့တင်းမာမှုမြင့်တက်နေတဲ့ပါကစ္စတန်ဟာမေလ၄ရက်ကပဲထိန်တုံးကြီးဒဇင်းကိုစမ်းသပ်ပစ်လုခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။အဲ့ဒီတုံးကြီးဟာမြေပြင်မှမြေပြင်ပစ်တုံးကြီးအမျိုးအစားဖြစ်ပြီးကီလိုမီတာ450မိုင်280အထိပစ်ခတ်ရောက်ရှိနိုင်တယ်လို့ပါကစ္စတန်စစ်တပ်ကပြောကြားခဲ့ပါတယ်။ AP 22ရက်ကကက်ရှမီးယားဒေသရဲ့ပါဟေဂန်မြို့မှာဆွေတွေ့ကြရတဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီးပါကစ္စတန်ကိုဝေဖန်ပစ်တင်ခဲ့တဲ့အိန္ဒိယကတော့ အဲ့ဒီဒုံကြီးစမ်းသပ်မှုနဲ့ပတ်သက်ပြီးချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိတာပါအပ်ဒရာလီဝက်ပွန်စနစ်အမိရှိအဲ့ဒီဒုံလက်နဲ့စမ်းသပ်မှုဟာပါကစ္စတန်စစ်သားတွေရဲ့စစ်စင်ရေးဆိုင်ရာအသင့်အနေထားရှိမှုနဲ့ အဓိကကျတဲ့နီးပြူဟာမြောက်အခြေအနေကိုမြင့်တင်မှုဖြစ်ကြောင်းအဲ့ဒီတုံးကြီးမှာခိမီပက်ထိန်စ်နဲ့ပါဝင်ပြီးအတုံးပြူရလွယ်ကူကြောင်းပါကစ္စတန်စစ်တပ်ကပြောကြားခဲ့ပါတယ်ပါကစ္စတန်သမ္မတအစစ်အလီဇာဒါရီနဲ့ဝန်ကြီးချုပ်ရှာဖက်ရွှေတို့ကလည်းအဲ့ဒီတုံးကြီးအောင်မြင်စွာဆန်းသက်နိုင်မှုအပေါ်ကွန်ပျူစကားတွေပြောကြားခဲ့ပါတယ်ပါကစ္စတန်ဟာတုံးကြီးတွေကိုအိန္ဒိယနယ်စပ်ကိုဥတီပြစ်လွတ်လေမရှိပဲအာရီဘရပင်လည်းဒါမှမဟုတ်ဘာလို့ချီစတန်ပြည်နယ်အနောက်တောင်ဘက်တဲကန်နာယာတွေတဲကိုဆန်းသက်ပြစ်လွတ်လေရှိပါတယ် မေလ3ရက်ကစမ်းသပ်ခဲ့တဲ့ဒုံးကျည်ရဲ့အမိကိုအိန္ဒိယကိုအောင်းနိုင်ခဲ့တဲ့အထင်ကရမွတ်စလင်စစ်ဘီရင်တူဖြစ်တဲ့အဗ်ဒါလီရဲ့အမိကိုအစွဲပြုပြီးအမိပေးခဲ့တာဖြစ်တယ်လို့အစ္စလာမဘတ်မြို့အခြေဆိုင်လုံခြုံရေးကျွမ်းကျင်သူ CF မိုဟာမက်အလီကပြောကြားခဲ့ပါတယ်။အခုလိုပထဝီနိုင်ငံရဲ့အခြေအနေရှုပ်ထွေးနေချိန်မှာဒုံးကျည်စမ်းသပ်မှုဟာအလွန်တိတာထင်ရှားတဲ့လှုပ်ဆောင်ချက်တစ်ခုဖြစ်တယ်လို့အလီကပြောကြားခဲ့ပါတယ်။ကမ္ဘာတဝန်ကကောင်းဆောင်တွေကတော့အတိတ်ကာလကစစ်ပွဲတွေဖြစ်ပွားခဲ့မှုတဲ့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံစလုံးကိုတိမမှုတွေရှင်းချဖို့နဲ့ထိထိတဲတဲလှုပ်ဆောင်ချဖို့တိုက်တွန်းထားပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့်တရုတ်နိုင်ငံမှာအလောက်ကင်တွေထိခိုက်ပွဲရှိနေတဲ့ဆွဲတဲ့တင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ အမေရိကန်နဲ့တရုတ်ကြားဖြစ်ပွားနေတဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအခင်းအကျင်းပြောင်းလဲနေမှုနဲ့အတူနေဆက်ဖြတ်ကျော်လုတ်ကင်နေတဲ့စီးပွားရေးလုပ်ငန်းတွေအပေါ်မိခိုနေရတယ်။တရုတ်ပြည်မှာကြီးတဲ့ကုမ္ပဏီတွေမှာအလုတ်ကန်တွေရည်ရမှုမရှိတဲ့အခြေအနေကိုရောက်ရှိဖွယ်ရှိနေတယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာတရုတ်ရဲ့ပို့ကုန်တွေအပေါ်အခွန်145ရာခိုင်နှုန်းတိုးမြင့်ကောက်ခံခဲ့တာကြောင့်တရုတ်ကုမ္ပဏီတွေရဲ့စိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ဥပမာအနေနဲ့အမေရိကန်ဈေးကွက်ကိုကုန်ကျစရိတ်နေပါစွာနဲ့ ထုတ်ကုန်တွေကိုတင်ပို့နေတယ်တရုတ်ရဲ့ရှိုင်းတဲ့ထမှုလို့ကော်မတီတွေအပေါ်ကုန်သွယ်ခွင်တွေကခရက်ရိုက်ခတ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်အဲ့ဒီကုမ္ပဏီတွေကသူတို့ရဲ့ထုတ်ကုန်တွေကိုဈေးနှုန်းတိုးမြင့်ခြင်းဝယ်လူအားရော့ချမှုကြောင့်ထုတ်ကုန်အရေအတွက်ကိုကန့်သက်ခြင်းတို့ပြုလုပ်လာခဲ့ပါတယ်။အဲ့ဒီနောက်တည်ယူပို့ဆောင်ရေးကုန်လောင်ရုံနဲ့ဖောက်တဲ့တွေကိုထောက်ပံ့ပေးတဲ့ကဏ္ဍတွေမှာအလောက်ကိုင်းနေရာတွေကိုရော့ချစီနိုင်တယ်လို့ကြေညာသူတွေကသုံးသပ်ခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲကြောင့်ပြည်ပကုမ္ပဏီတွေကသူတို့ရဲ့ထောက်ပံ့ရေးကွင်းဆက်လမ်းကြောင်းတွေကိုတရုတ်နဲ့ဝေးတဲ့အခြားနိုင်ငံတွေကိုပြောင်းလဲခဲ့တာကြောင့်အခြားနိုင်ငံတွေမှာကွန်ထရိုးလို့ရည်အလောက်ကန်ကြီးမြင့်တက်လာစေခဲ့ပါလေ။အဲ့ဒီအပြောင်းလဲကအရှိတောင်အရှာနိုင်ငံတွေအတွက်အကျိုးအမြတ်ရရှိပြီးတရုတ်ကုမ္ပဏီတွေအတွက်တော့ကွန်ထရိုးလို့မှုအဆင ်ကိုထိမ့်သိမ်းမှုစင်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရကာကွန်ထုတ်ကန်နာနဲ့အခြားဆက်ဆက်တဲ့ကန်နာတွေမှာအလောက်ကန်တည်ငြိမ်မှုကိုတက်ရောက်စီခဲ့ပါတယ်။လေလာချက်တစ်ခုအရာကွန်သွေးရေးစစ်ပွဲကြောင့်တရုတ်ကုမ္ပဏီတွေရဲ့ယင်းနှိမ့်မြုံနှံမှုဟာနေရာကိုင်းလုံးရောကြခဲ့ပြီးနိုင်ငံပိုင်လုပ်ငန်းတွေအားပုံမှုထိခိုက်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီလိုယင်းနှိမ့်မြုံနှံမှုရောကြမှုဟာဝန်ထမ်းခေါ်ယူမှုကိုရောကြစေပြီးရှင်းရင်းစွဲဝန်ထမ်းအရေးအတွက်ကိုလည်းရှော့ချနိုင်တဲ့အခြေအနေကိုရောက်ရှိစေနိုင်တယ်လို့ကျွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံကဗီဇာရကျွမ်းမှာ စစ်သား3000နီးပါးချထားရဆွဲတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါဖိလစ်ပိုင်စစ်တပ်ဟာမေလ၁၂ရက်မှာရွေးကောက်ပွဲတာဝန်တွေအတွက်နီဂရိုစ်ကျွန်းဒေသအနောက်ဖီဆာယာနဲ့အလဲဖီဆာယာကျွန်းစုတွေကိုစစ်သား2829ဦးဖြန့်ကျက်ချထားမယ်လို့ဖိလစ်ပိုင်ဗီဆာယာလက်နက်ကင်တပ်ဖွဲ့များဌာန Facebook ကပြောကြားခဲ့ကြောင်းမနီလာ Times သတင်း website ကဖော်ပြခဲ့ပါတယ် အဲ့ဒီစစ်သားတွေကလွတ်လပ်ပြီးစနစ်တရားရှိတဲ့တရားမျှတတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအတွက်ဖိလစ်ပိုင်ရဲတပ်ဖွဲ့နဲ့ရွေးကောက်ပွဲကော်မရှင်ခေါမလတ်ကိုကူညီပေးသွားမှာဖြစ်တယ်လို့ Viscom အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီး Fernando Riek ကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်က Negros နဲ့ Pane Junior ကိုတွားရောက်တဲ့ခီးစဉ်အတွင်း Riek ကစစ်သားတွေကို Professional ကြကြတာဝန်ထမ်းဆောင်ဖို့နဲ့ရွေးကောက်ပွဲကိုစိတ်ချတည်ကြမှုရှိစေဖို့တန်နိထန်ချထားဖို့အားပေးလှုံ့ဆော်ခဲ့ပါတယ်။ကျွန်တော်တို့က Professional ကြကြတန်နိထန်ရှိရှိပါတီဆွဲကင်းကင်းနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုတည်ဆောက်ဆောင်တည်ရပါမယ်လို့ Riek ကပြောကြားခဲ့ပါတယ်။ တယ်ပြည်သူတွေအတွက်ထိတ်လန့်ကြောက်ရွံ့မှုမရှိစေပဲချင်းချောက်မှုတွေကင်းမဲ့စွာမဲပေးပိုင်권ရရှိဖို့အတွက်မိမိတို့ရဲ့လုံခြုံရေးအခြေအနေကိုမြှင့်တင်ရမှာဖြစ်ကြောင်းဒီမိုကရေစီလုပ်ငန်းစဉ်ကိုဘေးကင်းလုံခြုံစေရအောင်ဦးစားပေးကိစ္စဖြစ်တယ်လို့သူကပြောပါတယ်ရွေးကောက်ပွဲမတိုင်ခင်၃ရက်ကြိုတင်ပြီး Negro Oriented Data မှာဘာကိုလိုမျိုးရဲစခန်းမှာရဲတပ်ဖွဲ့ဝင်330ကိုဖျန့်ချချထားမှာဖြစ်တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ် ရွေးကောက်ပွဲကာလအတွင်းမဲယုံတွေကိုလျှက်စစ်တအားပေးပို့မှုတွေရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့အခြားလိုအပ်ချက်တွေကိုဟာခွက်မရှိစေဖို့လှုံ့ဆော်သွားမယ်လို့လည်းရဲတပ်ဖွဲ့ကပြောကြခဲ့ပါသေးတယ်။ဖိလစ်ပိုင်စစ်တပ်ရဲ့အမှတ်303ခြေလင်းတရင်ရဲ့တမှုဖြစ်တဲ့ဗိုလ်မှူးချုပ်တက်ဒူမော့စ်မော့ကလည်းသူတို့တပ်ဖွဲ့ဝင်တွေကရွေးကောက်ပွဲအတွက်အပြည့်အဝပြင်ဆင်ထားခဲ့ပြီးဖြစ်ကြောင်းပြောကြခဲ့ပါသေးတယ်။စီရင်နိုင်တဲ့ဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အောက်စားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်းကောင်းဆောင်ဟာရီကိန်းဟာစီနီယာကစားသမားဘဝပထမဆုံးဆုပလာရရှိဖို့ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတာကိုအဆုံးသတ်နိုင်ခဲ့ပြီဖြစ်တဲ့ဆွေးနွေးတင်ပေဖြစ်ပါတယ်။အင်္ဂလန်အသင်းကောင်းဆောင်ဟာရီကိန်းဟာဘိုင်ယန်မြူးနစ်အသင်းနဲ့အတူတရားသီးပွန်တက်လီကာဖလားရရှိခဲ့ပြီးတဲ့နောက်စီနီယာကစားသမားဘဝပထမဆုံးဆုပလာရရှိဖို့ကာလရှည်ကြာစောင့်ဆိုင်းခဲ့ရတာကိုအဆုံးသတ်နိုင်ခဲ့ပါတယ်။ဟာရီကိန်းနဲ့ဘိုင်ယန်မြူးနစ်အသင်းတို့ဟာပြီးခဲ့တဲ့လိုက်ပစ်အသင်းနဲ့ပွဲစဉ်မှာကလေးကချန်ပီယံဆုအတွက်အောင်ပွဲခံဖို့နှိစက်ခဲ့တာပါ။ ဒီပွဲကိုပွဲဖက်ကြောင့်မပါဝင်နိုင်ခဲ့တဲ့ဟာရီကိန်းဟာပွဲပြီးကန်ဒီမှာကွင်းထဲဆင်းလာခဲ့ပြီးမြဲဘိုင်ယန်မြူးနစ်အသင်ဟာနောက်ဆုံးမိနစ်မှာလိုက်ပစ်အသင်ကိုခြေပါကူပေးခဲ့ရပါတယ်။အဲဒါကြောင့်ဘိုင်ယန်မြူးနစ်အသင်ဟာချန်ပီယံဖြစ်အောင်ပွဲခံဖို့စောင့်ဆိုင်ခဲ့ရတာပါ။ဒါပေမဲ့အမပေးစရာအဆင့်နှစ်နေရာကလီဗာကူစင်အသင်ဟာ Frankfurt အသင်နဲ့ငကိုစီတီကြားခဲ့တာကြောင့်ဘိုင်ယန်မြူးနစ်အသင်ဟာဘွန်ဒလီဂါချန်ပီယံဖြစ်အောင်ပွဲခံလို့ရရှိသွားခဲ့တာပါ။အဲ့ဒါကြောင့်ဟာရီကိန်းဟာကလပ်နဲ့နိုင်ငံအသင်းအတွက်စူပလာမရရှိပဲပွဲပေါင်း694ပွဲကစားခဲ့တာကိုအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါလေ ာရီကိန်းဟာသူ့ရဲ့ဆိုရှယ်မီဒီယာမှာစူပလာအီမိုဂျီပုံတင်ခဲ့တယ်လို့အသင်းဖော်ရင်းနဲ့ဝီယာတချမ်ပီယံစ်တချင်းတီဆိုကအံပွဲခံခဲ့ကြပါတယ်။ဟာရီကိန်းအတွက်တော့သူ့ရဲ့ကစားသမားဘဝမှာစူဖလားချိန်စာတင့်နေတာကိုအဆုံးသတ်နိုင်ခဲ့တာပါ။ဟာရီကိန်းဟာဘိုင်ယန်မြူးနစ်အသင်းကိုရောက်ရှိလာပြီးကတည်းကခြေစွမ်းပြသနေရဖြစ်ပြီးဘွန်ဒလီကာပွဲပေါင်း60မှာစံချိန်တင်69ဦးထိတွင်ယူထားတာဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာပြီးကတည်းကရာသီကလီဗာကူဆင်အသင်းကိုပေးခဲ့ရတဲ့ဘွန်ဒလီကာစူဖလားကိုတရားသည့်အကြမ်းမှပြန်ရယူနိုင်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းအားလာမယ့်အပတ်မိုချန်ကလာဘတ်အသင်းနဲ့ကစားမယ့်အင်္ဂွင်းပွဲစဉ်မှာဘွန်ဒလီဂါဆူပလားကိုလက်ခံရရှိပြီးအံပွဲခံမှုပြုလုပ်သွားမယ်လို့ကြေညာထားတာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်မေလ5ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။